အားလုံးပဲမင်္ဂလာပါ။အီစီလန်နီမှာ ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ဘာနဲ့စားတဲ့ဆိုစကားလေးတွေကိုပြောပြပေးသွားမှာပါ။ဘာမျိုးဘူးတူသူရဲ့အိဗယ်လီကတော့တာမင်းမြတ်တို့ရဲ့အချင်းစရိုက်တွေကမိဘဘိုးဘွားတို့ရဲ့အချင်းစရိုက်တွေနဲ့တူညီကြတယ်ဆိုတဲ့အိဗယ်လီပါ။ဒါကြောင့်မလို့ဘာမျိုးဘူးတူလေးသူဖိတိုင်းပဲသူဖိုးတိုင်းပဲလို့ကျမတို့ငယ်ငယ်တုန်းကမိဘတွေပြောတာကြားဘူးတယ်ပေါ့နော်။နောက်တစ်ခုက ဘူခရေနဲ့ကြမ်းကြားလေးတဲ့အဲဘူခကြောင့်ကိုထည့်ထားတဲ့ရေနဲ့ကြမ်းကြားကတိုးဝင်လာတော့တိုးဝင်လာတဲ့ရေလေပေါ့နော်စကားလေးရောကုန်ပြီဘူခကြောင့်ထည့်ထားတဲ့ရေနဲ့ကြမ်းကြားကဝင်လာတဲ့လေတို့ကအလွန်အေးမြနေဆိုတဲ့အဓိပ္ပာယ်လေးပါနောက်တစ်ခုကတော့ဖုံးကောင်းတာစား ဒါကတော့ကန်စာတာတက်နေတဲ့အချိန်ကန်စာတာကောင်းနေတဲ့အချိန်ဆိုလို့ရှိရင်အဲ့လူကဘယ်နေရာကိုရွတ်ရွတ်နင်းရတကမှတွင်ကြဲကြဲဖြစ်တယ်လူထင်ကြီးခံရတယ်လူလေးစားခံရတယ်ကိုကိုလူတွေကချီးမြှောက်ခြင်းကိုခံရတယ်ပေါ့နော်ဖုံးကြီးလို့တက်မရှိတက်ရှိလို့ဖုံးမကြီးတဲ့ဒီကတော့မိဘကိုမယူသေးတဲ့သူမိဘတော့ကို မလှုပ်ချွေးရတဲ့သူတွေကိုဟိုဆုံးမထားတဲ့စကားပေါ့နော်အဲ့လို လူတွေကဖုံးကြည့်ခဲ့လို့ရှင်လည်းအသက်မရှိဘူးအသက်ရှိခဲ့လို့ရှင်တောင်မှဖုံးကံမကြီးမားကြဘူးဆိုပြီးတော့ပြောကြတယ်ပေါ့နော်နောက်တစ်ခုကဘယ်သူမပြုမိမိမှုဒါလေးကတော့ခဏခဏကြားဖို့မှာပါအတိတ်ဘေးကိုလည်းတီကောင်းတီနိုင်ပါတယ်သူရဲ့အတိတ်ဘေးကတော့ကောင်းမှုမကောင်းမှုမိမိပြုတဲ့ကောင်းမှုမကောင်းမှုတွေကမိမိနေပဲဆိုင်နေဒီရဲ့အကျိုးဆက်တွေကလည်းနောက်ဆုံးမိမိကိုပဲပြန်ပြီးတော့ရိုက်ခတ်လာတယ်ပေါ့နော်ဒါကြောင့် အရာကိစ္စတစ်ခုကိုလုပ်မယ်ဆိုရင်ကောင်းတဲ့ကိစ္စလားမကောင်းတဲ့ကိစ္စလားတရားစဉ်းစားဆုံးဖြတ်ပြီးမှပြုလုပ်ကြပါလို့ပြောရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်